မင်္ဂလာပါခင်ဗျာ2025ခုနှစ်စက်တင်ဘာလ28ရက်နေ့အတွက်မိုးလေဝသနဲ့ဇလဗေဒသတင်းများကို နေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ခင်ဗျာလွန်ခဲ့တဲ့24နာရီအတွင်းကမြို့လိုက်ရွာသွန်းခဲ့တဲ့မတ်သားဖွေရာမိုးရေချိန်များမှာဟိုင်းချင်းကျုံမြို့မှာ6တသမ3ညနှစ်လက်မှာကျိုင်းစိုက်ကြီးမြို့မှာ4တသမ6လက်မှာကျိုင်းမြောမြို့မှာ3တသမ6နှစ်လက်မှာကံချီးတောင်မြို့မှာ2တသမ8လက်မှာမြိတ်မြို့မှာ2တသမ3ခွန်လက်မှာ ွန်းချန်ကုန်းမြို့မှာနှစ်တသက်မှနှစ်လေးလက်မှကမာမောင်းမြို့နယ်ပေါင်မြို့တို့မှာနှစ်တသက်မှနှစ်သုံးညလက်မှစီကြိုက်လက်မြို့မှာနှစ်တသက်မှတက်သုံးညလက်မှမကွေးမြို့နယ်ဒဝဲမြို့တို့မှာတက်တသက်မှကိုးသုံးလက်မှစီနဲ့ဘိုကလေးမြို့မှာတက်တသက်မှကိုးသုံးညလက်မှတို့တိုင်းထွာရရှိခဲ့ပါတယ်အနောက်တောင်မုတ်တုံလေးဆုတ်ခွာတဲ့အချိန်တွေကတော့အနောက်တောင်မုတ်တုံလေးဟာမြန်မာနိုင်ငံအလဲပိုင်းဒေသများမှာဆုတ်ခွာခဲ့ပြီးဖြစ်ပါတယ်တိုင်ဖုံးမုန်တိုင်းပူလိုင်းချိန်တွေတည်းတိုင်ဖုံးမုန်တိုင်းပူလိုင်းချိန်တွေ ဒီကနေ့မြန်မာစံတော်ချိန်ဆယ်နိုင်ခွဲချိန်တိုင်းထွာချက်များအရတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းဘူးအလွန်ဟာအနောက်အနောက်မြောက်ဖက်သို့ရွေ့လျက်လေရှိပြီးဗီယက်နမ်နိုင်ငံဒါနန်မြို့ရဲ့မြောက်အရှိမြောက်ဖက်ရေမိုင်၄၀မိုင်ခန့်နဲ့ဖေးမြို့ရဲ့အရှိတောင်ဘက်ရေမိုင်၂၁၀မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟုပြုနေပါတယ်။တိုင်ဖုန်းမုန်တိုင်းဘူးအလွန်ရဲ့တင်းနေရဘိုချက်လေပြားနဲ့လေတိုင်းတုံးအဆိုပါတိုင်ဖုန်းမုန်တိုင်းဘူးအလွန်ဟာမြန်မာစံတော်ချိန်ဆယ်နိုင်ခွဲချိန်မှာမြောက်လက်တီကျူ၁၆.၆ဒီဂရီနဲ့ အရှိလောင်ကြီးကျူ108သတ္တမ6ဒီဂရီမှာရှိပြီးဘောချက်လေပြား985ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုင်းတုံးမှာတနအိုက်ကို85မိုင်နှုန်းခန့်ဖြစ်ပါတယ်။နောက်48နာရီအတွင်းခံမှန်းချက်အဆိုပါတိုင်ဖုံးမုံတိုင်းဘူးအလွိုင်းဟာအနောက်အနောက်မြောက်ဘက်သို့ဆက်လက်ယူလျက်နိုင်ပြီးဒီကနေ့ညပိုင်းမှာ BNN နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများကိုဖေးမြို့နဲ့ဒါနန်းမြို့တို့ကြားဒုံဖွန်မြို့အနီးမှာဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ထို့မှတစ်ဆင့်29ရက်6လ2025ရက်နေ့မှာ BNN နိုင်ငံနဲ့ လာအိုနိုင်ငံနေဆက်တို့ကိုအပူပန်းမုန်တိုင်းဘူအလွန်ဖြစ်ဖြစ်၎င်း30ရက်6လ2025ရက်နေ့မှာလာအိုနိုင်ငံကိုအပူပန်းမုန်တိုင်းရဲ့အဖြစ်ဖြစ်၎င်းဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်ဒီကနေ့နဲ့လည်းတနအိကွဲချိန်မိုးလေဝသဂျိုးတို့မှဖမ်းယူရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိုင်အသင့်အတက်မှတိတ်ထူထပ်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လျားရာနေရာတချို့မှာ မိုးရွာသွန်းခြင်းနဲ့အတူလေပြတ်တက်ခတ်ခြင်းမိုးတိမ်ချုံခြင်းဘိုးကျွတ်ဖြစ်ခြင်းလျက်ဆီးလက်ခြင်းနဲ့မိုးတိကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နေမှာသဖြင့်ကြိုတင်သတိပြုနိုင်မှာရဲ့အကြံပြုရပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့တိုင်အသင်အတင်မှာတိတ်တူထပ်နေပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြလေပြင်းအတူမြင်းပုံစံအရမြဝကျွန်ပေါ်မော်တမခွေမော်တနေတိုင်းကရန်တျောက်တို့မှာမောက်တုံလေးအကောင်းနေပါတယ်။ဘင်္ဂလားပင်လယ်အခြေအနေမှာ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အောင်တောင်ပိုင်းတို့မှာမုတ်တုံလေအားကောင်းနေပြီးချန်ဘင်္ဂလားပင်လယ်အောင်မှာမုတ်တုံလေအားအသင့်အသင့်ရှိနေပါတယ်။မြမပင်လယ်ပြင်မှာမြမကမ်ရာတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတည်းရမိုးတက်လေပြင်းများကြရောက်ပြီးလိုင်းကြည့်နေပါတယ်။မိုးတက်လေပြင်းကြစဉ်ရေပြင်းပြင်းပြင်းလျာတနအိုက်ကိုမိုင်30အထိတက်ခတ်နေပါတယ်။လိုင်းမြင့်မှာမြမကမ်ရာတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာဆယ်ပေမှဆယ်နှစ်ပေခန့်ရှိနေပါတယ်။မနှက်ပြန့်မနှက်အထိခံမှန်းချက်များအနည်းငယ်ကတော့ ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးရခိုင်ပြည်နယ်နဲ့ကယားပြည်နယ်တို့မှာနေရာဆက်စိတ်နဲ့ချင်းပြည်နယ်မကွေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းအရှိပိုင်းပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံပြားမှုတစ်ကြုံရပြီး ပဲခူးတိုင်းဒေသကြီး၊အေရော်ရီတိုင်းဒေသကြီး၊ရှမ်းကုန်းတိုင်းဒေသကြီး၊ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ပြီးမိုးကျနေပါတယ်။အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်အများရဲ့မျိုးချင်းများလာဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ခင်ဗျာ။ နေပြည်တော်နဲ့နေတော်ရအတွက်မနက်ဖြန်မနက်ထီမိုးလေဝသအချိန်တွေခန့်မှန်းချက်မှာနေရွက်ွက်ကြားမိုးတက်ချောင်းရွာပါမယ်အမြင့်ဆုံးပုံချိန်မှာ34ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပုံချိန်မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်ရှန်ကုန်မြို့နယ်နေတော်ရအတွက်မနက်ဖြန်မနက်ထီမိုးလေဝသအချိန်တွေခန့်မှန်းချက်မှာမိုးတက်ချိန်နဲ့ချိန်ထက်ချောင်းရွာပါမယ်အမြင့်ဆုံးပုံချိန်မှာ37ဒီဂရီဆက်စီရဲ့88ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပုံချိန်မှာ25ဒီဂရီဆက်စီရဲ့85ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ် မန္တလေးမြို့နယ်နေတဝကျွတ်မနှက်ဖြတ်မနှက်ထီမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရွက်ကွက်ကြားမိုးတက်ချောင်းရပါမယ်အမြင့်ဆုံးပုံချိန်မှာ35ဒီဂရီဆက်စီရဲ့65ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပုံချိန်မှာ25ဒီဂရီဆက်စီရဲ့89ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်နောက်နေ့ရက်အတွက်ခန့်မှန်းချက်ကတော့မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရှမ်းကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတက်ချောင်းရပြီး နေရာကွက်၍မူကြည့်နိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မွန်လနဲ့နိုင်ချိန်ထောက်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေခင်ဗျာ။